ဟုတ်တယ်ကျမဟောလေး stage ပေါ်တက်ခံနေပါလေဒီနိုလေးကအကြောင်းကြားလိုက်ရပါတယ် matrice စာလည်းကျမအရင်ကိုချင်းစပါတယ်တကယ်ကိုခံစားရမယ်ဆိုတော့နားလဲပါတယ်မိဘတယောက်နေရာမှာကျမလည်းအမေမေဆိုတော့လေအမေတယောက်ရဲ့ခံစားမှုကျမနားလဲပါတယ်အယံဝမ်းနေပါတယ်ရှင်ဒီနိုလေးကလည်းကျမတို့မျက်စိအောင်မှာပဲကြီးလာတဲ့ကလေးလေးလို့ပြောလို့ရပါတယ်စင်ပေါ်မှာဖြစ်သွားတယ်လို့ကြားပါတယ်ဟုတ်ပါတယ်ဟုတ်ပါတယ် အော်မိဘတွေကအရန်ချစ်ပါတယ်ကိုသားသမီးဆိုတာလေသားသမီးအရေးနဲ့ရှင်လိုက်ဘယ်အရေးကိုမဆိုမိဘကဘာမဆိုရင်ဆိုင်နိုင်တဲ့သူတွေကြီးပါပဲဆိုတော့မက်ထရစီလည်းအမိတယောက်ကျမလည်းအမိတယောက်အမိချင်းချင်းကိုရင်းစားပါတယ်။အော်ဒီနိုနဲ့တော့ကျမတို့က generation gap တအားကြီးသွားပြီဆိုတော့လေ။အော်ဆိုတော့ဒီနိုလေးတကယ်ဒီအနုပညာကိုတေချာလုပ်တဲ့အချိန်မှာကျမတို့ retire သွားတဲ့တလူဖြစ်သွားပြီပေါ့နော်။ဆိုတော့တိတ်ပွဲတွေမဆုံမဆုံခဲ့ဘူးပါဘူး။ မက်ထရစ်စီတို့နဲ့တော့ပွဲတွေအများကြီးဆုံးခဲ့ပါတယ်။အော်ကောင်းရသူပြည်လာပါစေလို့ပဲဆုတောင်းရမှာပေါ့နော်။မြေသူပဲဒီလမ်းကကိုလည်းသွားရမယ်သူလည်းသွားရမယ်ဟိုအနည်းနဲ့အမြန်ပဲပေါ့နော်။လူတိုင်းကကောင်းရမွန်ရရောက်ချင်ပါတယ်။ဒီနူလေးလည်းကောင်းရမွန်ရ